္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဆုံးသတင်းတပုတ်ကတော့ရှူကရိန်းနိုင်ငံ၏မြို့များဖြစ်တဲ့ Pokrov နဲ့ Vorchan အားတိမ့်ပိုက်ရန်အတွက်သမရပူတင်ကရုရှားစစ်တပ်များအားအမိတ်ပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ယခုလောက်ရဟာစစ်ပွဲအတွင်းရုရှားနိုင်ငံ၏စစ်စင်ရေးများကိုပုံမတိုးမြင့်မီဖြစ်ကြောင်းပြသနေတယ်လို့ရုရှားနိုင်ငံဘက်ကဆိုပါရရှင်ဒုတိယသတင်းတပုတ်ကတော့ Venezuela သမရမာဒူရို၏ပြန်လည်ဆွေးနွေးညှိနှိုင်းရန်တောင်းဆိုချက်အားသမရဒေါ်နယ်ထရမ့်ဘက်ကပယ်ချခဲ့တယ်လို့သတင်းရင်းမြစ်များမှအသိရဆိုတဲ့သတင်းပဲဖြစ်ပါရ ရှင်တန်ငင်းတမန်ခင်းအရာဖြည့်ရှင်ရန်အခွင့်အရေးများကြီးမြောင်းသွားပြီးဗန်နီဆွေလာအစိုးရအားပုံမဖိအားပေးရန်အတွက်ယခုလိုမျိုးပြုလုပ်ခဲ့တာပဲဖြစ်ပါရဲ့ရှင်တတိယသတင်းပုတ်ကတော့ဩစတြေးလျတရားရုံး၌16နှစ်အောက်ကလေးငယ်များအားဆိုရှယ်မီဒီယာအသုံးပြုခွင့်တားမြစ်လိုက်မှုဥပဒေအစ်စ်အား15နှစ်အရွယ်ဩစတြေးလျဆက်ကျော်တပ်တအူးမှခုခံပြောဆိုဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ယခုလိုအသုံးပြုခွင့်တားမြစ်လိုက်တဲ့အတွက်လူငယ်များအနေဖြင့်၎င်းတို့၏ online activity များကိုကွဲဟွာအသုံးပြုကြတော့မှာဖြစ်ပြီးမလုံခြုံသော platform များကိုပါအသုံးပြုလာနိုင်ခြင်းရှိတဲ့အတွက် internet အသုံးပြုမှုဟာပုံမအန္တရာယ်များလာနိုင်ခြင်းရှိကြောင်းခုခံပြောဆိုထားတာပါ ဲဖြစ်ပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံက၎င်းတို့နိုင်ငံကပိုင်ဆိုင်သည်ဟုကြေညာထားဆန်ကခုကျိုးအနီးရှိဂျပန်ငါးဖန်တင်မော်တစီအားတရုတ်နိုင်ငံကန်ချီဆောက်တပ်ဖွဲ့မှနှင်ထုတ်ခဲ့ရဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်ဒါပေမဲ့လည်းတစ်ဖက်မှာတော့တရုတ်တင်မော်များအားအစောပိုင်းတုန်းကဂျပန်ကန်ချီဆောက်တပ်ဖွဲ့ကနှင်ထုတ်ခဲ့ရကြောင်းဂျပန်နိုင်ငံဘက်ကဆိုပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံဤလုံခြုံရေးအတွက်ထိုင်ဝမ်နိုင်ငံအနေဖြင့်အရန်တရင်တပ်ဖွဲ့ဝင်များအားချော့ချသွားမည်မဟုတ်ကြောင်းထိုင်ဝမ်သမ္မတကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်တရုတ်နိုင်ငံနှင့်တင်မာမှုများမြင့်တက်နေချိန်တွင်ထုတ်ပြန်သောသတင်းမဲ့ဖြစ်ပါရရှင်